င်္ဂလာပါမင်္ဂလာပါညီမလေးအဲဒီတစ်ခေါက်လာအောင်ပြောမှကြာအခုရာသီဥတုအပြောင်းလဲပူလာတဲ့ခါမှာလောင်းမဖြစ်မနေလောက်ရမယ်ထဲကတခုက detox လုပ်တာပေါ့နော်ဆိုတော့ detox လုပ်တော့မှပဲလောင်းတို့ခန္ဓာကိုယ်ထဲမှာအဆိပ်တောက်တွေကင်းမယ်ဆိုတော့ detox ကလူတွေတော်များများဝေးကြဖို့အတွက်ပဲစဉ်းစားကြဒါပေမဲ့ရာသီဥတုပူလာတဲ့ခါမှာလဲကိုယ်ကကိုယ်ခန္ဓာကိုယ်ထဲကအဆိပ်တောက်တွေအညစ်အကြေးတွေကင်းဖို့အတွက်ကအတိုင်းအတာတစ်ခုဒီ detox လုပ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့အဲရာသီဥတုပူတဲ့ချိန်မှာကိုယ်ကတက်တက်ရှင်းရှင်းလေးဖြစ်အောင် detox လုပ်တဲ့အပိုင်းလေးပြောပါပါဟုတ်ကဲ့ပါ ဘယ်လိုမျိုးဖားရလိုအပ်မလဲပေါ့လိုင်းလုံးဖို့လွယ်မလားပေါ့อืมဒီတော့ကြာတော့ detox juice တွေတော်တော်များများရှိရတယ်ပေါ့เนาะဟိုကိုကတော့ကိုကိုယ်တိုင်းတော့အဲ့လို detox အနေနဲ့တော့ juice တွေပါတော့မတောက်ဘူးဒါပေမဲ့အသည့်ညီမလေးတယောက်ကတော့ဘာပြောလဲဆိုတော့ तू အဲ့လို detox juice တောက်ပြီးတဲ့နောက်ပိုင်းမှာလေလူက ပို့ပြီးတော့ပေါ်ပါလာတယ်လူနေလွတ်ထိုင်လို့ပို့ကောင်းလာတယ်ပေါ့နော်သူတို့လည်းပြောတယ်အသားရည်ကြည်လာတယ်ပေါ့အဲ့လိုကလေးရောရှိတယ်ကြားဘူးတယ်ဟုတ်တယ်ပြီးတော့အခုခေတ်က cleansing drink တဲ့အဲ့ဒါအဲ့လိုပြောကြရပေါ့နော်ဆိုတော့ဒီခန္ဓာကိုယ်ကိုအပြင်ကနေ cleansing လုပ်တာတင်မကအောင်ကိုယ်တွင်းမှာလည်း cleansing လုပ်ဖို့လိုတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့လောင်းတို့ဒီမြန်မာလူမျိုးတွေစားတဲ့အစာတောက်ကြတော့အရသာအငံပိုများတယ်နောက်ပြီးတော့လောင်းတို့ဒီတဘာဝတရားရကကိုယ်ရီကြိုက်တဲ့အစာတောက်တွေဟိုအရန်ပေါ့ပေါ့ကြီးတွေလောင်းတို့ကမစားတော့ဘူးနော်အရန်ဆိုလဲအစာတောက်ဆိုလို့ရှိရင်ဆွဲဆောင်မှုရှိတဲ့အရာပြီးတော့အရသာဆိုလို့ရှိရင်လည်းပဲတကယ် လေးလေးနဲ့နဲ့ထိထိမိမိလေးစားတတ်ကြတာဆိုတော့ဒါကလည်းအလေးထားတော့ဖြစ်လာတဲ့ခါကျတော့ကိုကဒီလိုမျိုးဆက်ပြီးတော့စားမယ်ဆိုပြီးစဉ်းစားထားတယ်စားပြစ်နေရဆိုရင် detox ဒီလိုပုံကလည်းမဖြစ်မနေလိုရဲပေါ့နော်ဆိုတော့ဒီလိုမျိုးရာသီဥတုကြတော့တော့ဘာတွေဖြစ်တယ်လဲဆိုတော့ချွေးတွေအရန်ထွက်တယ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာကုန်ဆုံးတဲ့ဓာတ်စားကြီးလည်းရှိတော့အဲ့ဒီအတွက်ကိုလည်းဖြည့်ပေးရမှာဖြစ်တယ်လို့တစ်ဖက်ကလည်းဝမ်းချုပ်နေတာမျိုးတွေအပူအပုပ်တွေအရန်များနေတာမျိုးဆိုရင်ညရာသေးတော်တော်လေးသိတာဟိုစပင်းတွေပို့ပြီးတော့ကျွတ်လာတယ်ဟုတ်တယ်ကိုယ့်ရဲ့ရိုက်တယ်ပေါ့နော်ဒါမျိုးတွေဖြစ်တယ်ဆိုတော့ဒီ detox ကိုဒါလုပ်ဖို့အတွက်အချိန်တစ်ခုကရောက်လာပြီပေါ့နော်အဲ့တော့ detox လို့ပြော လို့ရှိရင်လူတွေကဒီအရေးတွေတော့ရတော့မယ်ဆိုတာမျိုးတွေးတယ်ပေါ့နော်အဲမိုးလင်းလို့ရှိရင်တော့ဒီအရေးတွေတော့ရမှာပဲဆိုပြီးစဉ်းစားကြတယ်ဒါပေမဲ့ detox မှာနံပါတ်1အရေးကြီးဆုံးကတော့အစိမ်းအောင်ရှိတဲ့အရွက်တွေပါစားသုံးဖို့ကအရေးကြီးတယ်ပေါ့ဆိုတော့ detox လုပ်မယ်လို့စဉ်းစားရင်အရွက်တွေအသေးနံတွေစားတဲ့သူတွေကပိုပြီးတပန်းတာတယ်ဒါတွေကခန္ဓာကိုယ်အတွင်းအစိတ်အောက်တွေဖယ်ရှားပေးရဖြစ်တဲ့အတွက်နောက်တော့ detox လုပ်မယ်လို့စဉ်းစားရင်နံပါတ်1ကကိုစားနေတဲ့ diet ထဲမှာအစိမ်းအောင်ရှိတဲ့အရွက်တွေကိုထည့်ပြီးစားဖို့လိုပါတယ်တဲ့ဆိုတော့အဲ့လိုမျိုးထည့်ပြီးတော့စားလိုက်တော့မှဟိုကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုဒီအရွက်တွေကဝင် င်လာတဲ့ခါမှာဥအတွက်ကပိုးပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့ဒီတော့ဆုံးတဲ့ခါမှာလောင်းတော့ဥရဲ့ကျမ်းမာရေကိုပိုးပြီးတော့ဂယူးဆိုင်တာဖြစ်တဲ့အတွက်ဥတန်ရှင်းဖို့ကျမ်းမာဖို့အတွက်တောင်းပါမယ်ပေါ့နော်အဲ့ဒီမှာလောင်းတဲ့တစ်ခုကကြတော့ ဒုတိယအဆင့်အကြာကိုစားနေတဲ့တနေ့တာအစားတောက်ထဲမှာတဲ့အချင်းလီမွန်တစ်ခေါက်တော့ထည့်ပေးပါတဲ့ဆိုဒါလေးတွေကလောင်းလို့နေ့စဉ်လှုပ်သွားရင်လည်းလွယ်တဲ့အရာလေးပေါ့နော်တီးတန့်ကြီးဝယ်မတော့လဲရရတယ်အကယ်၍အဲကိုကအိမ်ထဲမှာပဲလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကိုစားနေတဲ့ထဲမှာအရွက်ရယ်အချင်းရယ်မဖြစ်မနေပါဘူးပေါ့ဆိုတစ်ခေါက်တော့ပါရမယ်နောက်ထပ်တစ်ချက်ကကြတော့ तू ကဒီ green tea ကိုတောက်ဖို့အတွက်လည်းတော်တော်များများပြောရတယ်ပေါ့နော်ဆိုတော့ green tea ဒီလောင်းလို့အသားရည်အတွက်လည်း skin care လုပ်တဲ့အခါမှာ green tea effect တွေကိုသုံးတယ်ခန္ဓာကိုယ်အတွင်းမှာလည်းအရန်ကောင်းတဲ့ effect ရှိတယ်ဒါ ပေမဲ့အာကိုယ့်ရဲ့ကျန်းမာရေးနဲ့တင့်တော်အောင်တော့တောက်ဖို့တွေလောင်းဝတိုက်တွန်းနေပေါ့နော်တချို့ကကြတကြားတတ်ကြတတ်တာရှိတယ်ဟိုက်ပိုဂလိုက်ဆီမီးယားရရှိတယ်ဘာလို့ဆိုရင်ကိုကအဲဒါမျိုးတောက်သုံးလို့အဆင်ပြေရလားဆိုတော့ဆရာဝန်နဲ့တိုင်ပင်ပေါ့နော်အကယ်၍တာမန်ပဲဆိုလို့ရှိရင်တော့ကိုက green tea နဲ့ပတ်သက်တာလေးတွေကခန္ဓာကိုယ်အတွက်ကောင်းကျိုးရှိတယ်လောင်းခုပြောသွားတဲ့တောက်လျှောက်မှာအရွက်နဲ့အချင်းနဲ့အဲဒီလောက်ပဲပါသေးတယ်ဆိုတော့ဒါကိုမဖြစ်မနေလောင်းတော့ထည့်ပြီးစားစီချင်တာပေါ့နော်ဆိုတော့ဒီလိုမျိုးညွေရသည်လို့အချိန်မျိုးပူတာမျိုးဆိုလို့ရှိရင်လူတွေကသိပ်ပြီးတော့အချင်းကမစားမိမှာဆိုလို့လေထည့်ပြီးစားဖို့လိုပါတယ် အဲ့နောက်တစ်ခုကတော့ protein မလျော့ဖို့လိုတယ်တဲ့ဆိုတော့ခန္ဓာကိုယ်ထဲမှာကိုက ဒီ detox လုပ်တဲ့အခါမှာ protein ကိုလည်းပဲကိုယ်ကထည့်ပြီးတော့စားဖို့လိုတယ်ပေါ့နော်။ဆိုတော့ဘာဖြစ်တာလဲဆိုအရွက်တွေပဲအသီးတွေပဲစားရင်ခန္ဓာကိုယ် protein ကိုမိတ်သွားတယ်။ဆိုတော့ protein ကိုဖြည့်ပါလို့လောင်းလို့ပြောချင်တာအသားကိုစားခိုင်းတာမဟုတ် protein ရတဲ့အရွက်တွေကိုစားခိုင်းရအောင်နော်။ဆိုတော့ဒီ protein ပါနေတဲ့ဟင်းသီးဟင်းရွက်မျိုးကိုရွေးပြီးတော့စားတာမျိုးကလည်းခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုတော့လုံးဝလုံးဝ protein ရဲ့အချင်ရရတော့အချင်ကဖြစ်လာလို့မိထားလို့မရဘူးပေါ့နော်။နောက်တစ်ခုကတော့ရေမြမြတောက်တဲ့အပိုင်းပေါ့။ဆိုတော့ဒါကတော့လောင်းလို့ detox လုပ်တဲ့အခါမှာလွယ်လွယ်ကူကူနဲ့ daily life မှာထည့်လို့ရရတဲ့ဟာပေါ့နော်။အကယ်၍ကိုယ်က detox water ောက်တောက်ချင်နေဆိုရင်ဒါမှမဟုတ်အဲ့ဒီတော့ဆိုတာတောက်တာနဲ့ပတ်သက်ပြီးကိုယ်တိုင်းဖြောတာကိုခါရတယ်ဆိုတချို့ကမတောက်ဖြစ်ဘူးအဲ့တော့မခါဘဲနဲ့နေတိုင်းတောက်လို့ရတဲ့နည်းလေးကိုဒါမှမဟုတ်ဒီဟာအထူးဖြစ်ဆရာဝန်ဆရာမကြီးအဲဒေါက်တာအဲပြောရမယ်ဆိုလို့ရှိရင်ဆရာမကြီးပြောထားတဲ့အချက်လေးတခုလောင်းသတိရရပေါ့နော်ပြရတယ်ဆိုတော့အဆရာမကြီးအဲ့တော့ဘာပြောလဲဆိုလို့ရှိရင်တချို့ရဲ့ detox ဆိုတာကိုခါသွားရတယ်ဆိုလို့ရှိရင်တောက်ရတာခက်တယ်ဆိုတော့ဆရာမကြီးခင်မချိုလောင်းကမေးလိုက်တယ်ဆရာမကြီးလို့ဟိုမခါဘဲနဲ့နေတိုင်းဆိုဘယ်လိုတောက်မလဲဆိုတော့ तू ကအဲ ရေတလီတာတန်တန်ဖန်ပလင်းအဝါကျဲရမယ်ပေါ့နော်အဲ့ဒီအဝါကျဲတဲ့ထဲမှာရေတလီတာကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်လောင်းတော့သခွားသီးကနှစ်ခုရဲ့အဲပြီးသွားပြီဆိုလို့ရှိရင်လောင်းတော့တမင်ဟာခွင်းကတခွင်းရဲ့ပေါ့နော်ပြီးလို့ရှိရင် mint လေးရဲ့ကိုထည့်လိုက်တယ်ထည့်လို့ရှိရင်အဲ့ဒါလေးတွေကိုလောင်းတော့ခြေပြီးညှစ်ထည့်တာမျိုးမဟုတ်ဘူးဘာလို့ဆိုအဝါပလင်းကျင်းနေဆိုရင်လောင်းထည့်တဲ့အခါညှစ်မိသွားတတ်တယ်ဆိုတော့အဝါကျဲတဲ့ထဲကိုတစ်ခုချင်းကိုထည့်လိုက်ပေါ့နော်ထည့်ပြီးသွားပြီဆိုရင်အဖုံးကိုပိတ်ပြီးတဲ့အခါမှာ ဒီလိုမျိုးပြောင်းပြန်လာလုံးဝမလှုပ်နဲ့ပြောင်းပြန်ဒီလိုလှန်လိုက်ပါပြီးတော့လို့ရှိရင်ဒီလိုကန့်လန့်ထားလိုက်ပါတနာ yı ဝင်းကျင်ပေါ့နော်နာ yı ဝဲကြော်ကြော်လောက်ဆိုရင်အဲ့ဒါတောက်လို့ရတယ်မဟုတ်တော့အရန်ရှောပြီးတော့ဓာတ်ပြုတ်သွားအောင်အဲ့လိုမျိုးခါသွားတတ်တယ်ပေါ့နော်ဆိုတော့ဒါလေးကကြာရေအတိုင်းကိုပဲသူရဲ့ induced nutrition လေးတွေဝင်နေတာဖြစ်တဲ့အတွက်ပို့ပြီးတော့အဆင်ပြေရဆိုတော့အဲ့ဒါလေးကတော့လောင်းလို့အဲကို detox လုပ်ပြီးတော့တောက်တဲ့ခါမှာအဆင်ပြေအောင်လို့ပြပြရပါပေါ့နော် ်နောက်တစ်ခုကကြတော့အကယ်၍လောင်းပြောသွားရတဲ့အရာလိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တက်ရွေးစရာလေးကိုလောင်းဒါ ending အနေနဲ့ပေါ့နော် tips လေးပြောချင်ပါတယ်အဲ့တော့ဒီလိုမျိုး detox water တောက်ပြီးဆိုအကောင်းဆုံးကသခွားသီးပေါ့နော်သခွားသီးနဲ့တံမြာနဲ့ပါ detox water လောင်းခုနပြောရတဲ့အတိုင်းလှုပ်ရှားမလို့ပဲနဲ့တောက်လို့ရတယ်နောက်တစ်ခုကကြတော့သူက lemon နဲ့ ginger ပေါ့နော်အဲဒါကကြတော့အရန်ပူတဲ့ချိန်တော့လောင်းကဂျင်းကိုအရန်တော့အားမပေးဘူးဒါပေမဲ့အမျိုးသမီးဆိုရင်ဂျင်းနေပါလို့တဲ့ချိန်ရှိတယ်အဲ့ဒါမျိုးဆို lemon နဲ့ ginger ကိုရောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ watermelon နဲ့ mint ပေါ့ဒါတော့ဖရဲသီးနဲ့ ယ်လောင်းတို့ mint လေးနဲ့ကြောတာမျိုးကကြတော့လောင်းတို့ကဖေးရဲ့အသီးအနှံတွေစားနေကြဆိုဒါလေးကအဆင်ပြေတယ်။ဒါပေမဲ့တန့်အောင်တော့တေချာဆေးဖို့လောင်းကတိုက်တွန်းခြင်းပါတယ်။အဲ organic ဖြစ်တဲ့အသီးကိုပဲတန့်အောင်ဆေးပြီးတော့ detox water လုပ်ဖို့လိုတယ်ပေါ့နော်။နောက်တစ်ခုကတော့ green tea နဲ့ဂျင်းနဲ့ရောတာဒါတော့ရင်းနှီးချမ်းအနေနဲ့တောက်လို့ရတယ်။အပူမဟုတ်ဘဲနဲ့အေးအေးအနေနဲ့တောက်ဖို့ပေါ့နော်။ဆိုတော့လောင်းတို့တကြားပါတဲ့အရာတွေထက်စရင်ဒါတွေကပို့ပြီးတော့ အရင်ကပြေစေတယ်ပြီးတော့လည်းအရသာတစ်ခုရရတယ်ပေါ့နော်ဆိုတော့တကြားကတော့ရှော့ရမယ်ထင်ပါပါတယ် detox လုပ်မယ်စဉ်းစားရင်တော့အဲ့တကြားဒီခန္ဓာကိုယ်ဟိုတိတ်ကောင်းချိုးမပေးတဲ့ခါကျတော့တကြားတဲ့အရင်ကြားရတဲ့သူတွေကလွဲလို့ကျန်တဲ့သူတွေကတကြားကိုပုံမှန်လေးနဲ့ထိမ့်ပြီးတော့စားပေးဖို့လိုပါတယ်နောက်ပြီးတော့တချို့ကတော့ရှားဆောင်နဲ့နောက်ပြီးသွားလို့ရှိရင်ဘာနဲ့လဲဆိုတော့လီမွန်နဲ့ရောတာလည်းရှိတယ်ဒါကတော့ ready made drink တွေလည်းရှိတယ်ကိုယ်တိုင်လုပ်မယ်ဆိုရင်တော့လောင်းဝတန့်ရှင်းမှုရှိဖို့နဲ့အဲ့ဒီအသီးနှံတွေက organic ဖြစ်ဖို့တော့တိုက်တွန်းခြင်းနဲ့ပေါ့နော်ဆိုတော့ဒါလေးကတော့လောင်းဝတွေရာတီပူတဲ့ချိန်လေးတွေမှာအဲလုံးဝမမေ့ရ မယ် detox ပါအဲ့လိုဆိုရင်တိတိတတ်တာနဲ့တော့ဝမ်းမှန်မယ်နံပါတ်၁ဝမ်းမှန်တဲ့အတွက်ခေါင်းကြည့်တယ်အသားရည်ကြည်လာရဲဆိုတော့အဲဝမ်းလဲမှန်မယ်ခေါင်းကြည့်အသားရည်ကြည်လာပြီဆိုတာလူတစ်ယောက်ကလှလာပြီပေါ့နော် glow လာရဲဆိုတော့အဲဒါလေးကလည်းနွေရာသီမှာ glow နေဖို့အတွက် detox လေးမဖြစ်မနေလို့ပို့လောင်းကထပ်ပြီးတော့တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်တယ်အဲ့တော့ဒီလိုချိန်ဆိုရင်တေချာပေါ့ပူတော့လေဒီခါကျရင်ထမင်းမစားချင်ဘူးရေတွေပဲလိုက်ရှာတောင်းနေရအဲ့တော့ပြီးခဲ့တဲ့ရှေးတစ်ခေါက်တည်းတော့တို့တွေဆွေးနွေးဖြစ်သေးတယ်ရေတောက်လို့ချင်စင်းဆိုလဲတတိပြီးရေခဲကြီးမတောက်ဘူးပေါ့နော်အဲ့တော့ရေတောက်ဖို့အတွက်ကို ဘာလို့လဲဆိုတော့အဲ့ချိန်မှာလေအေးတာကိုတောက်ချင်တယ်ရတာရှိတာလေးကိုစိတ်ကတောင်းတမိရဲဆိုတော့တခြားချူစားချင်တယ်ဟုတ်တယ်အဲ့ဒီထက်စားရင်တော့အခုပြောတဲ့မျိုး detox day အိမ်မှာ pamplin ကြီးကြီးနဲ့တခါလေးပြင်ထားလိုက်လို့ရှိရင်အားလုံးနဲ့တောက်လို့ရတယ်ပြောလောင်းပြောရတဲ့မှာခါတတ်တယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ဆိုလို့ရှိရင်ကိုက diet လုပ်ချင်တဲ့စိတ်နဲ့ detox water လုပ်တောက်ဘူးရဲ့အဲ့ခါမှာဘာတွေ့ရလဲဆိုတော့ဟိုရင်တော့တောက်တဲ့ခါမှာအဲ့တက်မြားကြတော့အဲ့လိုညှက်မိသွားရင်တခြားစိတ်လိုက်မိရင်သူ့ရဲ့ထက်ကိုကခါခါရဲဆိုတော့တက်မြားအစား lemon လမုံကစူပါမားကတ်တွေမှာဝယ်လို့ရတယ်ဟိုတံမျိုးလည်းမဟုတ်ဘူးလုံးလုံးရှိရှိလေးနဲ့လမုံကကြတော့မခါဘူးမခါပဲနဲ့အနက်လည်းပိုမွေးတယ်အချင်ကလည်းတံမျိုးရတော့မဆူဆိုတော့ဆိုတော့အရင်ကတောက်လေအခုတော့ပြင်းလုံးလုံးမတောက်ဖြစ်ဘူးအဲ့တော့လမုံလေးကိုနှစ်စိမ့်လာဒီလိုမျိုးအကွင်းလိုက်နေနှစ်စိမ့်လာလှီးလိုက်တယ်ခပ်ပါပါပြီးရင်အဲဆိုတော့မင်းထဲတယ်ပူစီနံကိုအရင်ကြိုက်လို့ပူစီနံရွက်ကလေးရဲ့နောက်ပြီးလို့ရှိရင်သခွားတည်တယ်အဲ့ဒါလေးကြောလိုက်ရင်ကိုလေအနက်လေးကမှွေးပြီးတော့ပုံမှန်ထက်ကိုရေကိုပို့ပြီးတော့တောက်ချင်လာတယ်နေရတာလည်း green လေးရှင်းပြီးတော့ခေါင်းမကြည့်တာတို့ခံစားရတယ်အဲ့တော့တံမျိုးရမကြိုက်ရင်တံမျိုးန နဲ့အချင်းဆူတယ်လေအဲ့တော့လီမွန်လေးထည့်ပြီးတော့တုံးကြည့်ပါတောက်ချင်တယ်ဆိုရင်ပေါ့နော် detox water အရေးကြီးတာလေ24နာရီအတွင်းတောက်ဖို့ ਨੇ ဖန်ပြီးဖြစ်နေဖို့အရေးကြီးတယ်ဟုတ်လား plastic တွေမဟုတ်ပဲဖန်ထဲကိုထည့်ရအောင်ပို့ပြီးတော့အဆင်ပြေဟုတ်တယ်အေး24နာရီဖြစ်ဖို့ကလည်းအရေးကြီးတယ်နော်ဟုတ်တယ်ဟုတ်တယ်မကြော်သွားမျိုးဆိုတော့မကောင်းတော့ဘူးဆိုတော့လေအချိန်တိုအတွင်းတောက်တာတော့ကောင်းတာပေါ့ဟုတ်ပါတယ်ဟုတ်အလုတ်သွားပါသွားကြရင်လည်းအလုတ်ပလင်းလေးနဲ့ထည့်သွားလိုက်နော်ရေစာတိုင်းမှာဒီ detox water လေးတောက်တယ်ဆိုရင်ကျန်းမာရေးအတွက်လည်းပိုကောင်းတော့ပေါ့နော် ရုံးနေလည်းပြောင်းဖွင့်တော့မှာရုံးနေပြောင်းဖွင့်မှာဆိုတော့ပြီးတော့တကြံရင်းဆိုလို့ရှိရင်အိမ်မာနေပြီးတော့အစားအသောက်တွေအရန်စားဖြစ်တယ်ဟုတ်တယ်ဟုတ်တယ်ဝိတ်တက်နေပြီမလားအဲ့ဒါလေးနဲ့ပြ мян ထဲဟုတ်တယ်တမယာသီးလေးမြများပို့ထဲဟုတ်တယ်နော်ပို့ပြီးတော့ကျမ်းမာအောင်လို့ကျမ်းမာမှာပဲကိုလှုပ်ချင်တယ်လှုပ်နေလှုပ်လို့ရမှာနော်ဟုတ်တယ်လမ်းနေအောင်လမ်းဆန်းနေအောင်လမ်းဆန်းနေအောင်အဲ့ဒါမှဟုတ်တယ်လူကလည်းခန္ဓာကိုယ်မှာအစိတ်တောက်တွေများတယ်ဆိုလို့လူကလေးလံထိုင်းမိုင်းပြီးတော့နော်အသားရည်လည်းညစ်လာနော်မအဲ့ချိန်ဆိုနေရမပြောတော့ဘူးပြောတော့နော် စိတ်တွေရှင်းလိုက်ပေါ့ဒီ session အနေနဲ့အဲ detox water လောက်ရမယ် tips လေးတွေရောမဆိုလက်ပြောတဲ့အကြံဉာဏ်ပေးရတဲ့ lemon လေးရောပေါ့နော်အဲ့လို lemon လေးသုံးပြီးလောက်ရမယ်ဆိုတာလေးသိသွားပြီဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်တင်ပါတယ်ဘာညာလေးကပါပြန်ပြန်ဆောက်မယ်နော်မပြင်ကိန်းဆောက်ပြန်ဆောက်လေးပြန်ဆောက်ဆောက်ဖို့ဆောက်ဆောက်ဖို့ကြိုးခေါ်လာဆောက်လာအောင်အဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ် season မှာပရိသတ်တွေအတွက်ကိုနောက်ထပ် host တူဖြစ်တဲ့ link ကိုဖိတ်ခေါ်ပေးပါမယ်ရှင်